Liverpool Anfield ကွင်းမှာချိန်မုံနိုင်ဝင်ရှိတဲ့ကျွန်တော်တို့ Manchester United အသင်းဒီအပတ်မှာဘောလုံးလောကရဲ့စောင့်မျှော်နေကြတဲ့အနောက်မြောက်ဒါဘီပွဲစဉ်ဖြစ်တဲ့ Liverpool တင်းနဲ့ Manchester United အသင်းတို့ရဲ့ပွဲစဉ်ကိုကျွန်တော်တို့စတင်ပြီးတော့မှာသုံးသက်ကြည့်ပါမယ်ကျွန်တော်တို့ Manchester United အတွက်ဒီပွဲကရေယိုးပွဲမဟုတ်ပါဘူး ၂၀၁၆ခုနှစ်နောက်ပိုင်းကတည်းကအန်ဖီမှာကျွန်တော်တပွဲမှာ မနိုင်သေးတဲ့စံချိန်ဆိုးကိုချိုးဖြတ်ရမယ်အချိန်ရောက်လာပြီဖြစ်ပါတယ်ဒါပေမဲ့ဒီတစ်ခါတော့ကျွန်တော်ဘာလို့အဲ့လိုပြောလဲဆိုတော့ကျွန်တော်တို့ Manchester United အသင်းအတွက်အခွင့်အရေးတချို့ရှိရယ်အဲ့ဒါကဘာလဲဆိုတော့ Liverpool အသင်းမှာကုသမာ Edison Barca ကဒဏ်ရာပြဿနာကြောင့်ကျွန်တော်တို့ United နဲ့ပွဲစဉ်မှာ ပါဝင်နိုင်မှာမဟုတ်ပါဘူး United အသင်းအတွက်ဒီသတင်းဟာတကယ်ရွှေပဲ Liverpool အသင်းရဲ့နောက်တန်းအနေနဲ့ကိုသမား Alisson ဘက်ကမရှိဘူးဆိုရင်သူတို့ရဲ့ cancel line ယုံကြည်မှုတွေကရော့ကျသွားမှာတော့အနည်းနဲ့များတော့သေကြတယ်ကျွန်တော်တို့ United အတွက်ဒီဟာကဒါရွှေခွင့်ရေးတစ်ခုလို့ပြောရမှာပေါ့နော်နီးပြအမိုရီအနေနဲ့ကတော့ဒီပွဲမှာတိုက်စစ်ကိုဘယ်လိုဖိအားပေးမလဲ ဟလာဘယ်လိုမျိုးသူလီဗာပူးရဲ့နောက်တန်းကိုအကောင်းဆုံးဒုက္ခပေးမလဲဆိုတာကသူ့ပေါ်မှာမူတည်နေတယ်ကျွန်တော်ယူနိုက်တက်ရဲ့နောက်တန်းမှာဆိုရင်တော့လီဆန်ဒိုမာတီနက်ကပြက်မလားနိုင်သေးလို့ကျွန်တော်တို့ဘက်မှာခံစစ်ပြဿနာရှိနေတယ်ဆိုပေမဲ့မာဆရာယူကလည်းဒီပွဲမှာမသေးကြသေးဘူးဆိုတော့လီဗာပူးရဲ့ area အแทးကိုတကယ်ဖိအားပေးနိုင်သူတို့ ခိုးမပေးရအောင်ချိန်ဖို့အတွက်ခက်ခဲမှုများစွာရှိပါလိမ့်မယ်။ဒါကြောင့်ဒီပွဲမှာအမှတ်ရဖို့ဒါမှမဟုတ်အနံရဖို့အခွင့်အရေးက9နှစ်အတွင်းအကောင်းဆုံးအခြေအနေတစ်ခုမှာကျွန်တော်တို့မန်ချက်စတာယူနိုက်တက်အသင်းကရှိနေတာဖြစ်ပါတယ်။ယူနိုက်တက်ကစားသမားတွေခုလိုစိတ်သက်ပိုင်းဆိုင်ရာအသာစီးရမယ်အချိန်မျိုးမှာပွဲကြီးပွဲကောင်းစွမ်းဆောင်ယူကအမှန်တကယ်ထုတ်ပြနိုင်ဖို့လိုအပ်တယ် အမူရီရဲ့နီးပြူဟာနဲ့လက်ရှိမှာပေါက်နေတဲ့အပြောင်းအရွှေ့တည်နေပေါ့ဟုတ်ပြီကျွန်တော်တို့ဘက်ကိုပြန်ကြည့်ရမယ်ဆိုရင်ကျွန်တော်တို့နီးပြရူဘတ်အမိုရင်ကဒီဘွဲမှာခံစိတ်ခံစစ်တည်နေဖို့အတွက်ကိုဒါစိုးရိမ်ပူပန်မှုတွေရှိတယ်လို့သူပြောထားတယ်။လေဇန်ဒိုမာဒီနဲ့ပြန်လာဖို့နီးနေပေမဲ့ဒီဘွဲမှာအသင်းနဲ့အတူသူအပြည့်အဝလင်းကျင်နိုင်ခြင်းမရှိသေးဘူး။ဒါကြောင့်နောက်တန်းမှာအမိုရင်ယာယီအစီအစဉ်ကတကယ်စိန်ခေါ်ဝင်ဖြစ်လာမှာပါ။ သူကကစားသမားတွေကိုဘယ်လိုစိတ်ကြံမြင့်တင်ပြီးတော့မှ MV မှာခံစစ်ကိုတောင်းတင်းအောင် လုပ်လဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်ဒါပေမဲ့ပြည်သူတွေစိတ်လုံရှားစရာနောက်ထပ်တည်င်းတစ်ခုလည်းရှိသေးတယ်။အော်တိုဘာလာကြီးမှာတော့ကျွန်တော်တို့ရဲ့ United ရဲ့ဒါအပြောင်းရွှေ့ကောလာဟာလာတွေကဒါမရက်သွားဘူးပေါ့နော်။ The Transfer New Graphic တည်င်းတွေအရကျွန်တော်တို့ Club ကနေပြီးတော့မှပေါင်တန်းတရာတန်ဖိုးရှိကြောက်မြရတနာကစားသမားတူဦးကဒါအသေးတန်ကြီးကျိုးပန်းနေရဆိုတဲ့တည်င်းနေရဒါထွက်ရှိနေတာကျွန်တော်တို့သိရတယ်ပါလဲပါဦးကျွန်တော်တို့စိတ်ဝင်စားမှု short ကြပြီးတော့အတန်ဝါဒန်လိုပြီးရင်ရိုဒရီလိုကစားသမားတွေရဲ့ဒါနာမည်တွေထွက်နေတာကိုကျွန်တော်ကြည့်မယ်ဆိုရင်ကျွန်တော်တို့အသင်းဟာရေရှည်အတွက်ဘယ်လောက်ထိစိတ်အားထက်သန်မှုရှိနေလဲဆိုတာကိုမြင်နိုင်ပါတယ်။ဒါကြောင့် နီးစက်တဲ့ကာလဆန်းဆောင်ရည်တွေအတွက်ဒီပွဲစဉ်ကအဆုံးဖြတ်ပေးမဲ့ပွဲစဉ်လို့ကျွန်တော်အနေနဲ့ယူဆရတယ်။အနိုင်ရမယ်တည်ရကြမယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒါယုံကြည်မှုမြင့်တက်လာမယ်ပြီးတော့ပေါင်တန်းတရာတန်ဖို့ရှိတဲ့ကစားသမားတွေကျွန်တော်ယူနိုက်တက်ကိုလာဖို့အတွက်ဟဲ့လားဆွဲဆောင်ရမှာလေကျွန်တော်တို့အထောက်အပံ့ပြုနိုင်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ကျွန်တော်တို့ ညီကောင်းချုပ်အနေနဲ့ကျွန်တော်အနှစ်ချုပ်ပြောရမယ်ဆိုရင်ဒီတနေ့ခုနေ့ပွဲဟာကျွန်တော်တို့ရဲ့အခွင့်အရေးများအားရှိရယ်လီဗာပူးမှာအဲလီဇာမရှိဘူးဗျာကျွန်တော်တို့မှာအမ်မိုရီရှိရယ်ဆိုတော့ရလက်ကောင်ရရင်ကျွန်တော်တို့လာမယ့်သုံးပတ်အတွင်း United ရဲ့စွမ်းဆောင်ရည်ကတိတိတတ်တာတိုးတက်လာနိုင်တယ်မာတီနာမရှိသေးပေမဲ့ဒီပွဲကိုအနိုင်ရဖို့ကျွန်တော်နောက်တန်းကိုဂိုးမပေးရဖို့အတွက်အသေးရဖို့အတွက်အကောင်းဆုံး စ조사ဖို့အတွက်ကျွန်တော်တို့မှာနောက်တန်းမှာဟလာလန်နီယူရိုဒီလစ်တို့ရှိသေးတယ်ဗျာဒီလားဆိုတော့မန်ယူပြိတက်တွေအနေနဲ့ဒီဘွဲကိုယုံကြည်မှုအပြည့်နဲ့ကျွန်တော်တို့စောင့်စားရင်းနဲ့ပြိတက်တွေရောကျွန်တော်တို့ရှင်ပြိုင်မဲ့လီဗာပူးနဲ့မန်ချက်စတာယူနိုက်တက်တို့ရဲ့ပွဲစဉ်ရဲ့ကိုရလက်ဘယ်လိုမျိုးထွက်ပေါ်လာမလဲထင်လဲအရှင်လီဗာပူးတင်ရပဲနိုင်အောင်မလားမန်ယူတင်ရပဲနိုင်အောင်မလားကိုမက်မှာရေးလို့ရပါတယ် ဘောလုံးပွဲစဉ်တွေကိုမြန်မာချင်းနဲ့မောင်းဘော်တွေဂိုးပေါင်းဆော်သားခြင်းနဲ့ဆိုရင် Go 549မှာအကောင့်ဝင်ဆော်သားလို့ရပါတယ် Viber Telegram ဖုန်းနံပါတ်ကတော့39966 9666 648ဖြစ်ပါတယ်၎င်းပွဲစဉ်တွေတူကျွန်တော် Go 549ရဲ့ Telegram Channel မှာလည်း live link တင်ဆက်ပေးတော့မှာဖြစ်ဖြစ်တဲ့အတွက်လာရောက်ပြီးတော့မှာကြည့်ရှုဖို့အတွက်ဖိတ်ခေါ်ပါရစေ။အားလုံးပဲ bye bye ပါ